မောင်းလင်းသားနေရာမှာကျွန်တော်သာဆိုလို့ရှိရင်အကယ်ဒမီဆွေးရောက်လို့ပဲကျွန်တော်ထပ်ပြောနေမှာအဲ့လိုအဲ့လိုတော့တော့ဂုဏ်ယူမိတယ်မယ်ယူနေကန်ရတာဒါကလည်းမန်ယူကြောင်းပြောရရင်လည်းကိုတင်းကိုကြောင်းပြောရရင်ရှက်ပါတယ်တကယ်ပြောရအောင်တကယ်ရှက်ပါတယ်ဒါကလည်းရလည်းမရှိရှိတာဟိုလည်းဂုဏ်ယူနေရတာပေါ့နော်ချုပ်တင်းတွေမှာအဲ့လိုမျိုးစိုက်ကားသမားဖန်လို့ပြောနေသူတို့ရဲ့အတင်းရဲ့ player တော့မြန်မာပြည်မလာဘူးမလားအေးအဲ့လိုလေးတိုက်လိုက်မယ်နော် တို့ညီမပြီ Ferrari နဲ့တော့လာပြီးသွားပြီကျွန်တော်နော် Mini fan ကိုဆွဲထည့်လိုက်ပြီသူကတော့ performance မဟုတ်ဘူးအဲ့မှာလွတ်နေလို့ Mini fan Mini fan နဲ့ကောက်ဆွဲထည့်ပေးလိုက်တယ်တို့လည်းတချင်းချင်းမှာပြန်လာပါဦးမယ်ဟိုအားဖြင့်ကန်ဝင်းနေတွင်နဲ့မန်ယူတင်းရတော့မန်ယူပါပဲပေါ့နော်ဘယ်လိုပြောရမလဲဟိုတော့ကျွန်တော်တို့ we are united ကတော့ united ပါပဲပေါ့ ီနေ့အော့ချဖိုင်မပွဲလေးကိုလာပြီးတော့တယောက်ချင်းပြင်ပြတာပါအော့ချအများကြီးအောင်မြင်ပါစေကွီတီတို့တကယ်လဲစားကောက်ပါတယ်အဲတော်တော်နှစ်ပွဲတော့စားရတယ်ကြောက်တာလေးနဲ့ဟုတ်ကြောက်ကောင်းတယ်ကောင်းတယ်အရသာလေးလည်းပြန်ကောင်းတယ်ဒီကွီစီရဲ့အရသာလေးကိုကောင်းကောင်းခံစားရပါတော့ဒီနေ့တော့ဟာစားစားတော့စီစဉ်ကနာဖြစ်နေလားမသိဘူးပြန်တကယ်ကောင်းပါတယ်စားတော့ကောင်းလို့လည်းနှစ်ပွဲတော့စားလိုက်ပါအများကြီးအောင်မြင်ပါစေတကယ်ကောင်းပါတယ်အဲတောင်မွေတောင်မွေမြေတားညနေမှာပါလိမ့်စာကတော့ဒါပါလဲလဲမသိဘူး ။တမာရီတမာရီလမ်းတောက်တမာရီလမ်းတောက်မှာရှိပါတယ်ခင်ဗျ။ဟောချပါ။ဟုတ်ကဲ့။ဒါကလည်းမန်ယူကြောင့်ပြောရရင်လည်းကိုတင်းကိုကြောင့်ပြောရရင်ဆက်ပါတယ်။တကယ်ပြောရအောင်တကယ်ဆက်ပါတယ်။ဒါကလည်းရလည်းမရှိရှိတာဟိုလည်းဂုံယူနေရတာပေါ့နော်။ဟိုသူများတင်းနေဖလားမရဘူးသားပြောတာပါ။ဒါပေမဲ့သူတို့မှာလည်းသူတို့အစင်းနဲ့ရောက်တဲ့လူကလည်းရှိတာပေါ့ဒါလည်းသူတို့မှအတားအဆီးညီမမန်ယူကြတော့လေဟိုမှအစင်းက16 19နာကတ်နေတယ် အဲ့တော့ပြောရမှာရှက်တာဟုတ်လားချိုးတင်ရလဲဖလားရတဲ့လူအစ်စ်နေလဲရချန်ပီယံလိလဲဝင်တော့ဆိုတော့လဲတကယ်အားကြပါတယ်ဒါပေမဲ့လဲကျွန်တော်လည်းတစ်ချိန်ချိန်မှာပြန်လာပါဦးမယ်ဟိုအဲ့ဒီကန်ဝင်းနေတွင်နဲ့မန်ယူတင်ရတော့မန်ယူပါပဲပေါ့နော်ဘယ်လိုပြောရမလဲဟိုတော့ကျွန်တော်တို့ we are united ကတော့ united ပါပဲပေါ့ဟုတ်အမမောင်လင်တို့ဝမ်းသာပါတယ်တကယ်ဟိုတကယ်ဟိုအကဲဟိုဝမ်းသာပါတယ်ကျွန်တော်တို့ကျွန်တော်မန်ယူဘယ်မကြည့်ဘူးပါဘူးကျွန်တော်အိုက်ပွဲလေးကိုကြည့်မဲ့ကျွန်တော်ကြည့်ချင်ပါတယ်မန်နိုင်ပြောအဲ့မန်ယူဘယ်ကျွန်တော်ကြည့်ချင်ပါတယ် ဒါပေမဲ့ကျွန်တော်ကြီးဖို့လည်းစီစဉ်ထားတယ်အချားမျိုးကြကျွန်တော်မကြီးဖြစ်တော့ပါဘူးအဲဘာလို့လဲအဲ့ဒီအချိန်မှာကျွန်တော်မလေးရှားနိုင်မှာကျွန်တော်ရှိနေပါပါဒါပေမဲ့ကျွန်တော်မကြီးဖြစ်တော့မကြီးဖြစ်ဖြစ်တော့ဆိုတာကတော့အဲကျွန်တော်အလှူတန်းလေးတစ်ခုလှုပ်လိုက်တဲ့အချိန်မှာကျွန်တော်ပတ်စံနေကျွန်တော်ထဲလိုက်တယ်အဲ့တော့မိုင်ဝဲကြည့်ဖို့တော့ကျွန်တော်ပတ်စံမရှိတော့ဘူး။ခဲ့ကြအဲ့တော့ကျွန်တော်မိုင်ဝဲမကြည့်ဖြစ်တော့အဲကျွန်တော်ကုသိုလ်ရေးကိုကျွန်တော်အားပေးလိုက်တယ်။အဲဘာကြောင့်ကုသိုလ်ရေးအားပေးလိုက်လဲပြောလို့ရှိရင်ဆိုရမိုင်ဝဲမှာအဓိက main player တွေမပါဘူးလို့ကြားလိုက်တဲ့အတွက်ကြောင့်လည်းကျွန်တော်ဆိတ်ရှော့လိုက်ရတယ်ပါအားလည်းပါတယ်အဲ့နောက်တစ်ခါကျမှပြီးတော့ ball ရိုက်လည်းတိတ်မရှိရလည်းပါတယ်ပေါ့နော်တော်ချီရမှာတယောက်တည်းလည်းဖြစ်နေတော့ဟောအလူကုလိုရေးမှာပဲကျွန်တော်လူကြီးထိလိုက်တော့တယ်ကျွန်တော်ကတော့အကြည့်ဖြစ်တော့ပေါ့မမောင်လေးရဲ့စိတ်ထားဘလို့ရှိတယ်လည်းမသိဘူးကျွန်တော်စိတ်ထဲမှာတော့သူ့ညမှာကျွန်တော်သာဆိုလို့ရှိရင်တော့ ball ရဲ့မှတ်တိုင်တစ်ခုပဲပျော်တယ်ပြရမ်းပျော်မှာပေါ့အဲ့လိုပဲမှတ်ထားတယ်တကယ်အကြီးမားဆုံးမှတ်တိုင်တစ်ခုလို့မှတ်ထားကျွန်တော်ဘလို့မျိုးတွေးထားလဲဆိုရင်ကျွန်တော်တို့ဒီပြည်လောကမှာမင်းတေးဆောင်ဆို academy ဆုရတယ်လို့ တက်မှတ်ထားတယ်တကယ်လို့အဲ့ဒီပွဲမှာသာမန်ယူတင်းနဲ့ကဲမယ်ဆိုရင်ကျွန်တော်ကျွန်တော်ကယ်ဒမီရောက်ပြီးတက်မှတ်လိုက်တယ်ဆိုတော့သဘောထားမှာပါအဲ့လိုမျိုးကတော့ပြီးပြီအဲ့ဒါအဲ့လိုတော့ဂုံယူမိတယ်လို့အဲ့လေအဲ့ဒါကျွန်တော်ပြောရလေမမောင်းလင်းသားနေရာမှာကျွန်တော်သာဆိုလို့ရှိရင်အကယ်ဒမီဆွရောက်လို့ပဲကျွန်တော်ထပြောနေမှာအဲ့လိုအဲ့လိုအဲ့တော့ဂုံယူမိတယ်မယ်ယူနေကံရတာစိုက်ကားသမားလို့ပြောရတာခံစားမခံစားရပါဘူးဘာလို့လဲကျွန်တော်ကစိုက်ကားသမားတွေလည်းကျွန်တော်တို့ရင်ထဲမှာရှိတယ် ဆိုက်ကားဆိုတာကျွန်တော်တို့အရင်ကားတွေတေချာမစီးနိုင်တဲ့အချိန်မှာကျွန်တော်တို့လည်းစတန်ဒ်နေရာတွေကဆိုက်ကားစီးပြီးသွားလာတာဟိုဘဝသမားတွေကျွန်တော်တို့လည်းဘဝသမားပဲတသားတည်းပဲတသားတည်းပဲတသားတည်းပဲတကယ်တသားတည်းပါပဲဟုတ်ကဲ့ဆိုက်ကားသမားလို့ပြောတာဆိုက်ကားဖန်တွေအများကြီးအားပေးတယ်ကျွန်တော်တို့တသားတည်းပဲကျွန်တော်တို့ဘာဖြစ်ဖြစ်ပင်ရမှာဖြစ်ကျွန်တော်ကစင်တန်းရှိတယ်သူတို့အတင်းကစင်တန်းရှိတဲ့ class room မှာရှိတယ်ချုပ်တင်းတွေမှာအဲ့လိုမျိုးဆိုက်ကားသမားဖန်လို့ပြောနေသူတို့ရဲ့အတင်းက player တော့မြန်မာပြည်မလာဘူးမလားအေးအဲ့လိုလေးတိုက်လိုက်မယ်နော်သူတို့မြန်မာပြည်ဖာရီနဲ့တော့လာပြီးသွားပြီကျွန်တော် သူ final တော့မှစိုက်ကားစီးွားတယ်ကဲအတခြားတင်းက player ကြီးတွေ legend ကြီးလာလာပြီလာပြီလာလာလာမလာလာကျွန်တော်လာလာမတွေ့သေးဘူးဒါကျွန်တော်တို့ရဲ့မြန်မာပြည်ရဲ့ tradition လေးပဲနော် tradition ပြောပါဘူးနော်အဲ့တော့အဓိကကျွန်တော်တို့မြန်မာပြည်ရဲ့ treatment တစ်ခုပဲဟုတ်လေကျွန်တော်ပြောဖြောပြေးချစ်ပေါ်ကြမဟုတ်ဖြောပြေးခုနပြောလို့ခုနကျွန်တော်ပြော main နဲ့ပတ်သက်ကျွန်တော်ရှက်ပါတယ်ကျွန်တော်တကယ်လည်းရှက်ပါတယ်နော်စေးထုတ်ရနော်ဒီဒီဒီဒါပေမဲ့ ။များလို့လည်းမပြင်းရအောင်ကျွန်တော်လည်းမပြင်းရအောင်။ကြီးကျူတဲ့ပြိတ္တလည်းမပြင်းရအောင်။ကျွန်တော်ပြောရင်ဒီဒီ interview ကြည့်ရလူပြိတ္တလည်းမပြင်းရတော့ကျွန်တော်ဝိုင်းကြောကြတော့ကိုယ်တိုင်လည်းစိတ်တူလည်းခဏပဲမလား။စိတ်တူလည်းခဏပဲခဏ။ဟုတ်တယ်လေဒါပြောပြရေးပဲ entertainment ပဲ။ကျွန်တော်တို့ဦးဦးရစာတကားပြောလို့ပဲ entertainment ပဲ။ကျွန်တော်တို့ရအားလုံးကသားရဲပါပဲကျွန်တော်စိတ်လိုပဲသူတို့လည်းအစိတ်ရှိကြပါတယ်အားလုံးကအမြဲတမ်း we are united ပါပဲဟုတ် we are united ပါပဲ